လို့ပစုံလားပြည်ဟာဗုဒ္ဓရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကစုံလားပြည်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကစုံလားပြည်နေပဲဖျားဖြစ်သူရောက်တော်မူတာလဲကစုံလားပြည်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကစုံလားပြည်နေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ဗျာဒိတ်တော်ခန္ဓာလည်းကဆုံလာပြီဟောဖွာတော်မူတာလည်းကဆုံလာပြီဖျားဖြစ်သူရောက်တာလည်းကဆုံလာပြီပြိဋိဘံစန္ဒာလည်းကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့ဖွာတော်မူတာရဲ့ ဖျားဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသာနာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဖျားလောင်းရဲ့တန်တရာဘဝမှာထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘလို့ပါအောင်ဆိုတာရာကနာဝိရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဘေးကနတ်တွေမြမာတွေ အဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဖះကိုပူဇော်ရင် သူ့မိသားရဲ့သိလေးကိုဖះလောင်းဆိုပြီးတော့ဝန်ဝန်ပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြတယ်ဖះကဖះဖြစ်လိမ့်မယ်အနာကမှာဖះဖြစ်လိမ့်မယ်တို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ချိန်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက် သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းငင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြည့်ဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြည့်ပဲဒါကြောင့်မို့ကဘာမှာ ပြဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတ္တခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝေစာခါဝေစာခါကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတ္တခါ 2000ปีเนี่ยก็กุลตะเบยก็ยูไนเต็ดเนชั่นก็ซ้อมยาเจ็ดตะคู่ชาဘုရားမြတ်စွာဘုရားသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဘုရားရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်။ဘုရားဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်။ကဘာကြီးငြိမ်းချမ်းအောင် ကဘာကြီးငြိမ်းချမ်းရနေမှာကလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တယ်အဲ့ဒါမှထူးချွန်တဲ့ပုံကိုဖြစ်တယ်။သူမွေးဖွားတဲ့ရက်ရက်တွေဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုတ်တဲ့နယ်လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကကဘာတကဘာလုံးကနေအတိမပြုတ်ပြီးတော့တတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်။ခေဆက်တဲ့ holiday လို့ခေါ်တာ။ 2000တက်ကြရဲ2000ဟာအခုတက်ကြရဲ2000ဆနစ်ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအိမ်တိုင်မှာဒီမြတ်စွာဘုရားရဲ့ခုံတော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတော့ကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံး ခုပမာပြေမှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တမန်ညောင်ရီသုံးပွဲလောက်ပဲဒီလိုရှိတာဒါဖရာဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်သက်စွာဘုရားရဲ့ဘာတည်းပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဖွားဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိဘံဆံတော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမတ်ထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ် ဒါကြောင့်မို့ပစုံလာပြီဘုရားနေဆိုတာအင်တာမထူးချွန်ထူးခြားထူးခြားတော့ဘုရားဘာသာနိုင်ငံတွေဟာကစုံလာပြီနေတကယ်ကို အမှတ်တရလှုပ်တင်လှုပ်ထိုက်တာ